ေယောအလုံးပဲမင်္ဂလာပါအောက်တိုဘာလ17ရက်နေ့ရက်မနက်ပိုင်းအထူးသတင်းများကိုပထမဆုံးလူရင်းတူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးကြည့်ရှုနေတဲ့သူငယ်ချင်းတွေအားလုံးကျေးများချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့သတင်းလေးတွေစာကြရအောင်အော်တိုဘာလာစေရနေ့တွေတနင်္သာရီတိုင်းလုံးလုံးမြုပ်နေအနီးစီဂျေးရွာများမှပြီးသူများကိုပေါ်တာဆွေဖန်းစီရန်စစ်ကြောင်းနှစ်ကြောင်းခွေရွေး လာရောက်သည့်အကြံဖက်စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထူတိုက်ခိုက်မှုအတွင် အကြံဖက်စစ်ကောင်စီခွေဖက်မှတိုက်ခိုက်တေဆုံးသူများပြားပြီးတေဆုံးသူများကိုဂါတုံစီဖြစ်လောင်းလုံမြုပ်ပေါ်ကိုပြန်လေခေါ်ဆောင်သွားကြောင်းထို့နောက်လောင်းလုံမြုပ်တွင်တွင်လေစစ်တပ်ကတနက်များပြစ်ဖောက်ခဲ့ကြောင်းသိရပါတယ်။စစ်ကတုံးစီနဲ့လာတီဆောင်တယ်ဆိုတော့နေတာပေါ့ပေါ့တာနော်။ကောင်းလိုက်တဲ့တဲ့နောက်တဲ့ အောက်တိုဘာလ၁ရက်နေ့တွင်စကိုင်းတိုင်းချောင်းဦးမြုံနယ်မုံရွာမန္လေးလမ်းပိုင်းတွင်အကြံဖက်စစ်တပ်ရင်တန်းလုံခြုံရေးအတွက်ကင်းယူပေးရန်ထွက်လာသောစစ်ခွေးများကိုဝင်ရောက်တိုက်ခိုက်ရာစစ်ခွေးအလောင်းတုံးလောင်းနှင့်တနတ်တုံးလက်တင်းစီရာရှိခေကြောင်ချောင်းဦး people defense ကပြောဆိုထားပါသည်။ကောင်းလေတဲ့ the dean of the dean အောက်တိုဘာလ၁ရက်နေ့တွင်မန္လေးတိုင်းငန်းစုံမြုံနယ်မြို့သားစေမြို့တောင်တွင် ပြည်သူများကိုစစ်ကြေးကုတ်နေသောအကြံဖက်စစ်တပ်ကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီစစ်ခွေးပတ်မှတုံးကောင်ခွေးတေဝတ်တေတေဆုံးခဲ့ကြောင်း Special Task Force ငန်းစုမှတရင်ထုတ်ပြန်ထားပါတယ်။ကောင်းလိုက်တဲ့တင်းတော့တင်းစကိုင်းတိုင်းကဘလူးမြောက်နေကထန်းတပင်ကျေးရွာကိုစစ်တပ်နဲ့မျိုးစိုးထီတွေဝင်ရောက်စီးနှင်းခဲ့ပြီးအမျိုးသမီးတွေကိုအတမပြုတ်ကျင်ကလူငယ်30ကိုလည်းပေါ်တာဆွေဖမ်းဆီးသွားတယ်လို့ဇီကုံတိတ်နေပကဖတာဝန်ခံကပြောဆိုထားပါတယ်။ အောက်တိုဘာ9ရက်မနက်7:00နာရီခွဲလောက်မှာဇီကုံမြုပ်အမတ်တီတကြားဆက်ကစစ်ခွေးနဲ့ခွေးပြုံပူပေါင်းကထန်တပင်ကျေးရွာကိုဝင်ရောက်စီးနင်းခဲ့တာလို့သိရပါတယ်။ထန်တပင်ရွာမှာဘုံကြီးချောင်းကနေချောင်းစီပြီးစစ်တပ်ကဝင်ရောက်စီးနင်းကဥပုပ်တေတွေစီကဆွေငွေလက်ဝက်ရတနာတွေကိုချွတ်ခိုင်းခဲ့တယ်လို့ကျေးရွာထဲကဘီတူတွေကိုလေရွာလီဖျားမှာဆုထိုင်ခိုင်းကလက်ဝက်ရတနာတွေချွတ်ခိုင်းပြီးယူသွားတယ်လို့သိရပါတယ်။ ကလေးပုပ်ဆတွေရဲ့နကပ်ပါမကြံချွတ်ယူသွားတာအများဆုံးကရွာထေကအစိုက်ကလ်တွေနဲ့လက်ဝဲယတနာတွေကိုယူသွားကြတယ်လို့ဇီကုံတိတ်နေပါကဖတာဝန်ခံကပြောပါတယ်အဒီနောစစ်အုပ်စုကအသက်၄၉နှစ်အရွယ်အမျိုးသမီးကိုအတမပြုတ်ချင်းတွားခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီဟာအသက်၂၀ကျော်ကနေ၃၀အတွင်းအမျိုးသား၂၉ဦးနဲ့ အသက်30ဝန်းကျင်အရွယ်အမျိုးသမီးတဦးစုစုပေါင်း39ဖမ်းဆီးသွားတယ်လို့သိရှိရပါတယ်။ထန်းတပင်ရွာကအင်ချေတရာကျော်ကိုစစ်ကောင်စီစစ်ခွေတွေကမိရှုခဲ့တယ်လို့လည်းသိရှိရပါတယ်။တကယ့်လူရုံမာတွေနော်။စိတ်မကောင်းပါဘူးကွာ။တတဝန်းနေပါတယ်။နောက်တရင်ကချင်ပြည်နယ်ဗမော်မြို့နယ်ကစစ်ကောင်စီတပ်ရဲ့နေရာနှစ်ခုကိုအောက်တိုဘာ10ရက်မနက်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတက်က ထပ်မံတင်ပိတ်နိုင်ခဲ့ကြောင်းကချင်စီရဲ့တရင်ကြီးမြစ်အချုပ်ကပြောဆိုထားပါတယ်။ဗမုံမြုပ်အထကတိအနီစစ်ကောင်စီတပ်အခြေပြုတ်နေရာတုံးနေရာကိုရှင်းလင်းတင်ပိတ်နိုင်တယ်လို့ကချင်စီရဲ့တရင်ကြီးမြစ်တဦးကလူမှုကွေ့ရက်မှာရေးသားထားတာနဲ့ပတ်သက်ပြီး KIA နဲ့ဒေတာစီရဲ့တရင်ကြီးမြစ်အချုပ်ကိုမေးမြန်ရာနှစ်ခုကိုတင်ပိတ်ထားနိုင်တယ်လို့အတည်ပြုပြောဆိုထားပါတယ်။ကောင်းလိုက်တဲ့တည်နောက်တည် မွန်ပီနီမှာမေးစရင်လာကြည့်ရှုသူမရှိတဲ့အတွက်စစ်ကောင်စီကပြည်သူတွေကိုအတင်းအကျပ်ခိုးယူပြီးမတန်တဲ့ပုံရိပ်ကူကဝါဒဖြစ်နေရတယ်လို့မြို့ခန့်တွေက ပြောဆိုထားပါတယ်စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကုံမရှိတာပြီးခဲ့တဲ့စက်တင်ဘာလ30ရက်ကရွေးကောက်ပွဲကျင်းပမဲ့မြို့နယ်အသီးသီးကရကျေအောက်ချုပ်ရေးမှုယုံတွေမှာမေးစရင်လိတ်လန်ကထားတယ်လို့သိရှိရပါတယ် အဒီမက်ဆေ့ချင်းကိုပြည်သူတွေလာရောက်ကြည့်ရှုသူမရှိတလို့နေပါနေတဲ့အတွက်နိစိယာအယက်သားတွေတက်ဆီတမားတွေလမ်းတွားလမ်းလာတွေနဲ့ဝန်ထမ်းမိသားစုတွေကိုအတင်းအကျပ်ခိုယူပြီးကြည့်ရှုခိုင်းနေရတယ်လို့ချိန်မယုံမြုတ်ခံတူကပြောဆိုထားပါတယ်။တနားဆရာကောင်းနေနော်စစ်ခွေရွေးကုတ်ပွေးကြီးကဘေးနေရမစုဘူးမမကြည့်ဘူး။မတူမလည်းစိတ်ဝင်မစားကြဘူး။တခါတလေရီတော့ရီချင်းနေ။ gong late day the din of the din အခုတိုင်အနောက်ချန်ပတောင်းမြုံနေလေတာတောင်ကိုစစ်ကူပေးရန်တက်လာသည့်စစ်ကောင်စီစစ်ကြောင်းဒီအခါတက်တော်အေအေနဲ့ပူပေါင်းတက်မြတ်ဤတိတ်ခိတ်ခံရပြီးတေဆုံမှုများပြားကနောက်ဆုတ်ပြီးနေရကြောင်းသိရှိရပါတယ်အောက်တိုဘာ၁ရက်နာနေ့ပိုင်းတွင်စင်လန်းစခန်းမှလေတာတောင်ဖက်တောက်ထွက်လာသည့်စစ်ကောင်စီတက်တိတ်ခိတ်ခံရပြီးတေဆုံမှုများသည့်အတွက်ဒေကြောင်းမှပစ်ကူပေးပြီးကေထုတ်နေရကြောင်းတည်င်းမိထမှသိရှိရပါတယ် စီလန်စခန်ကနဲ့လေတာတောင်ဖက်ကိုထွက်လာတဲ့တက်ကအေးအေးထိတ်ထိတ်တွေ့ပြီးအတိတ်ခံရတာဝေထွန်းတဲ့ဘုံချင်းနေရတယ်ဟုစီရဲတတင်းကြီးမိကပြောဆိုထားပါတယ်။အင်္ဂါတရာနိပါပါစစ်ကောင်စီတက်ဒီပတောင်တောင်ကောက်ကာလန်တလျှောက်ချုံခုချီတက်လာပြီးလေတာတောင်ကျောတောင်ရောက်စီရန်ကျူးစားစင်တွေအေးအေးတက်များနဲ့ထိတ်ထိတ်တွေ့ပြီးထိခိုက်တေဆုံးမှုများကနောက်ဆုတ်ပြီးနေရကြောင်းသိရပါတယ်။စိတ်မကောင်းဘူး กองเลยเจแต่เดนนับเดนอาณาติงปีนาวเมียมาในไงอปโปคุยชาฉันลันทาชิมยาดีติดลมุมชิตผิดมูลาอคุณเยเมียเปลี่ยนเลเปอียามสิกองสิกาเนปีโดเตอยอชิลาดีอาเซียนอัลเลจะอุกทะอูสองโตอภวยกูတွေ့ဆုံဆွေးနွေးစဉ်တွင်တောင်းဆိုခဲ့ကြောင်း၎င်းတို့၏ဝါဒဖြင့်တရင်စာများအရာသိရှိရပါသည်။အာဆီယံ၏လက်ရှိအလှည့်ကျဥက္ကဋ္ဌဖြစ်သည့်မလေးရှားနိုင်ငံချဲရေးဝန်ကြီး ဒါတူစရီမဟာမတ်ဟာဆန်ဦးဆောင်တော့အဖွဲ့ဒီမြန်မာရွေးကောက်ပွဲနဲ့ပြည်တွင်းငချင်ရဲ့လုပ်ငန်းစီများဆွေးနွေးရန်အောက်တိုဘာ9ရက်ကမြန်မာနိုင်ငံတောက်ရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။အာဆီယံအစည်းအဝေးမှာတက်ခွတ်တောင်းတာပေါ့ကွာမရှိကြဘူးကွာဒီစခရီတိတ်တွေကလုံးဝကွာရှက်မရှိတာသူတို့မှမလက်ခံတာဘာဖြစ်လို့တက်ရမှာလဲကျွန်တော်တော့ရှက်လာတယ်ကွာ အောက်တိုဘာလ17ရက်နေ့ရက်မနက်ပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲကေဒါဆိုရင်တော့ကျွန်တော်တို့ပထမဆုံး Justice Soldier PDF ရေးပေါ်တိတယောက်ရဲ့ interview ကိုချက်လောက်နားစီကြည့်အောင်ကြည့်ရှာကောင်းပါလေဟောတော့အဲ့ဒီ Soldier တစ်ပွဲမှာညုံလေးဖြစ်ပါတယ်ညုံလေးနားနေတာဒီရအောင်ပြနေရပါညရလောက်ခဲ့ဦးတဲ့လောက်ကတော့အတိမမှာလောက်တယ်ဒါလည်းဦးတယ်ဘုံမှုလောက်ဦးတယ်ကျောက်ကရင်ကလေးကလာကျင်တာပါရင်ကလေးကလာကျင်တာဆိုတော့ကျောက်ကများရအောင်တကယ်ကြီးကအများကြီးအများကြီးနဲ့ရောက်လာအောင်လုပ်ခဲ့ ။အဲမှလည်းကျွန်တော်ကြော်ပြခဲ့ရတယ်။အဲ့မှလည်းလောက်တော့ကျန်တဲ့လူကမသိဘူး။ကျွန်တော်ကတော့ဒီကျောပိတ်တော်တိန်ခံရတယ်။အဲ့လောက်ဒီကိုခက်ခဲပြီးလာခဲ့ရတယ်။ဒီလိုလောက်အောင်လေကိုယ်ကိုပြီးဖြစ်တယ်။အားရ။ဟာကောင်းလို့လေ။ဟိုကျွန်တော်ကတော့မလုပ်ဘူး။အေးပါဘူး။ဟိုဘာလို့တော်နိုင်နေမယ်ယူနေလို့ပြေးရတယ်။ယူနေနေမယ်ဘာလို့သေးလဲကျွန်တော်ကတော့ချက်ရရှိကြ။ဘာလူကတော်များတော့နမရစဉ်းစားရကြက်တယ်တဲ့ခုနကခုကိုစဉ်းစားမလားလို့ခုကိုချင်းချင်းစဉ်းစားဖို့ရတယ် เนี่ยดีไม่ท้อเนี่ยအဲ့ဒီတော့လေသူကောင်းမဲ့တင်လို့ရုံလေးဆိုတဲ့နာမည်ကိုပေးလိုက်တာဒါပေမဲ့ဘောမယုံပြီးတော့မဟုတ်ဘူး PDF ယုံပြီးအဲ့အဲ့ဒီကတော့ပွားပါဘူးကိုကတော့ပေါက်ကူတော်နဲ့တူတယ်ပေါ့ဗျာဒါပေမဲ့ပေါက်ကူတော်လိုမျိုးစိတ်ဓာတ်လေးပါများစိတ်လားပေါက်ကူတော်ကဘာပြောချင်းပေါက်ကူတော်ဘာများပြောချင်းလဲဆိုတော့တော့ကိုကိုလာကျွန်တော်ပေါက်ကူတော်နဲ့တူရင်ကျိုးကစကြတယ်ကိုရဲဘော်တွေကစကြဘူးစိတ်ဆိုးလာတော့ရဲဘော်တွေစိတ်မဆိုးဘူး ပေါ့ကူတော့နဲ့ကျွန်တော်လူရယ်လူပြောရင်တော့စိတ်ဆိုးပဲဟုတ်တယ်ကိုကိုတိုင်းအဲ့အဲ့တကောင်းသားတွေမကြိုက်လို့ပြမလားဒီတဲဝင်လာတော့မှဟိုပေါ့ကူရောလူခေါ်တာကြီးတော့ကြိုက်ဘူးကိုကျေကျေနဲ့ဆားလာရတယ်ပေါ့ကူတော့နဲ့နိုင်ငံအောင်ကြိုက်တယ်ကိုတိုင်းကဒီအကြီးကိုမကြိုက်လို့သူ့လုံးเนี่ยစနစ်ကြီးကိုမကြိုက်လို့ကိုတိုင်းဒေါ်လာကြီးတွေဝင်လာတာပေါ့ကူတော့လည်းမနိုင်သေးဘူးဒေါ်လာကြီးကိုစုပ်ထိသွားမှလားမှန်တမ်းပြောရင်ကျွန်တော်ကလည်းစင်မျိုးတွေကမရှိဘူးမဟုတ်ရှိဘူးဒါပေမဲ့ စားရခေါင်းလုံးထဲတာဒီကြီးမှာငွေရှိရင်ဘာမှလုံးမရအောင်ဆိုမှန်းတယ်ဒါပေမဲ့အခုချိန်မှာငွေမမှတ်လို့ကျွန်တော်တို့ကဒီထဲကိုရောက်လာတော်လိုင်းမပြီးမချင်းတော့မပြောင်းဘူးပြီးအောင်တိုင်းမယ်ပြီးဆုံးတဲ့အထိလုံးမယ်လို့ပြောပြထားတယ်လေးစားရခွာစိတ်တမိတ်တယ်နော်တရောင်းစားရင်လေးတော့မဟုတ်ဘူးနော် PDF ရလေးမထချက်တော့ပြချင်းတော့ပုတ်ကူတော်ရောက်နေမစင်ပါဘူးပုတ်ကူတော်ကရောက်ဆူးကြည့်ပါကွာဒီညီလေးကချောတယ်ကွာကြည့်ကြပါဦးနော်ပုတ်ကူတော်နဲ့ဆိုတော့ဝေးမှဝေးကွာညီလေးအားမငင်နဲ့ ပုတ်ကူတော်နဲ့မတူပါဘူးလို့ဂေတာဆွင်တော်တော့ပြီးတယ်။ဥလူမုံပြောသွားတာကိုတစ်ချက်လောက်နှ ಾಸ င်ကြည့်အောင်။လောကမှာဆရာ၃၅ရှိတယ်။သင်ဆရာ၊ညင်ဆရာ၊ကြားဆရာဆိုရယ်ဆရာ၃ပါးတယ်မှာ။ဒီနေ့နိုင်ငံတော်အတိုင်းပင်ခံပုတ်ကူဒေါ်အောင်ဆန်းစုကြည်ဟာတနိုင်ငံလုံးရဲ့ညင်ဆရာ၊ကြားဆရာလည်းဖြစ်တယ်။အထူးအဖြစ်ဒေါ်တက်တက်ခိုင်ဖြတ်တန်းခဲ့ရတဲ့နိုင်ငံကြီးလောကတကယ်ဆရာတစုဖြစ်တဲ့ ထောင်ဆန်းစုကြည်ဟာတင့်စရာမြင့်စရာကြားစရာဆိုတဲ့မြင့်စရာကြားစရာဆိုတဲ့ဆရာနှစုလဲမှာသူပါတာဖြစ်တယ်အဲ့ဒါကိုမှဂျေဇူးတရားမတိတတ်ပဲထောင်ဆန်းစုကြည်ဟာနိုင်ငံတကာကသာနိုင်ငံကြီးအကျဉ်းသာလို့ပြောပေမဲ့သူဟာမြမပြည်မှာရာဇဝတ်မှုနဲ့ကြာနေတဲ့လက်စားတဲ့ပုံမှတ်တွေနဲ့ထောင်ကျနေတော့သူ နိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးလို့တကယ်ဗျာသူမို့လို့ပြောရက်တယ်ထောဆန်းစုကြည်ဟာနိုင်ငံတော်ရဲ့အရေးကိစ္စတွေကိုလုံရင်းနဲ့ဒုက္ခမြာချစ်စံနဲ့တနည်းတက်ရွယ်ကြီးနေမှာအကျဉ်းကျနေတဲ့လောကကြီးရဲ့သူနေနေကြခြေဆုကိုမတင်နေနေပါခြေဆုမကန်းစီခြင်းပါခမားအနေနဲ့တက်ထားတဲ့ဒေါက်တာဘွဲ့ခမားပြတ်တန်းခဲ့တဲ့စီဝါရေးလောကသားတွေခမားစီမံခန့်ခွဲနေရတဲ့လုံသမားတွေရဲ့ အကြီးကြီးတရားကိုကဥဆောင်ကောင်းဆောင်တရားလို့ခမယူစားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ငယ်စဉ်ကာလခမလည်းတည်မှုမှာပဲကျွန်တော်လည်းတည်မှုအဲ့ဒါကျွန်တော်တို့မူလာတန်းဘဝဒီဟာဆရာကိုကပြန်ရင်အာလန်စူးတယ်ဆိုတဲ့ပုံမြင်လေးခမကြားမှုပါလေကျွန်တော်အဲ့ဒါကတော့ဒါရှိုးရှိုးချစ်ချစ်လေးပါပဲကျွန်တော်မူလာတန်းကြောင်းသားဘဝတော့တင်ခဲ့ရလူတယောက်ဟာမြေကမ်းနှစ်ဘေးမှာတွားရင်ရိုင်းတကောင်ကငါးကိုမြောက်မြောက်ပြီ ခန်းစားတာကိုမြင်ရင်ပြီးတော့မှအဲ့ဒီအတက်ပညာနဲ့လူပြောက်ကလေးချင်းပြိုးထောင်ရင်လေးပေါ်မှာဓာတ်တွေတန်ကြုံတွေလန့်ကြုံတွေကိုမြောက်ပြီးအောက်မကြခင်မစက်နဲ့ဖက်နဲ့အတက်ပညာကိုဂျိုင်းကိုစီကနေမြင်စရာဖြစ်နေအတူယူပြီးလေးချင်းရင်နဲ့အောင်မြင်လာခဲ့တယ်။သူ့ရဲ့အောင်မြင်မှုတွေဟာတနိုင်ငံလုံးပြန့်လာတဲ့အတွက်ဘယင်ကနေပြီးတော့သူ့ရဲ့အောင်မြင်မှုတွေကိုလေးစားတော့အဖြစ် လာပြီးသူစီ သူ့ရဲ့အတတ်ပညာတွေပြဖို့ပြောတဲ့အခါမှာဘယင်ကဒီအတတ်ပညာတွေဟာခမရဘယ်ဆရာစီကသင်တာလဲလို့မေးတဲ့အခါမှာသူဟာဂျိုင်းကိုဆရာတင်ရတာသူ့အနေနဲ့ရှက်လွန်းလို့ဂျိုင်းဟုဆရာပညာတင်ရတာမဟုတ်ဘဲနဲ့သူပါသူတတ်တဲ့အတတ်ပညာပါဆိုပြီးတော့မိမိရဲ့ဆရာကိုစော်ကားလိုက်တဲ့အတွက်နောက်တစ်ချိန်လှံကိုပြစ်ပြီးလေထဲကနေအကြပြန်ဖမ်းတဲ့အချိန်အာကလောင်မှာလန်စုပြီး သိဝဲဝင်ရပါဒီဥပမာကို ကြည်ချင်းအားဖြင့်ဂျေဇူးရှိသူကိုဂျေဇူးကန်းနေဒီနေ့တို့မဟုတ်နောင်တော့နောင်တော့ကာလဒီမှာအဲ့ဒီလူအကျိုးဆက်ရတတ်တယ်ဒါကြောင့်မလို့ဂျေဇူးရှိသူကိုစော်ကားမိတဲ့ခမအနေနဲ့လူသိရှင်ညာပြောထားတာလူလူသိရှင်ညာပြန်တောင်းမှန်ဖို့လိုပါလိမ့်မယ်လို့ပြီးကျွန်တော်ပြောခြင်းတယ်ဗျာတော်တက်တက်ခံ ်ထွန်ဆန်းစုကြည်ဟာနိုင်ငံတော်ပိုင်ငွေကြီးတွေကိုလက်စားပြီးတော့ဒီလိုဥပဒေပုံမှန်တည်ကြောင်းသူနဲ့ထိုက်တန်တဲ့ပြစ်ဒဏ်တွေကိုချထားတာမို့နိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးလို့ခင်ဗျပြောတယ်။ထွန်ဆန်းစုကြည်ဆိုတာ1990နှစ်တခုနဲ့ရင်းညာရေးနိုဘယ်ဆုရစဉ်ကာလတော့ရင်းညာရေးနိုဘယ်ဆုနဲ့သူဒေါ်လာငွေ1.3တန်းသူရခဲ့တယ်ဗျ။အဲ့ဒီတက်မှ3တန်းရင် သူရေးခဲ့တဲ့စာမှုကကိုတန်းရဲ့ပေါင်းပြီးမြန်မာနိုင်ငံမှာလိုအပ်နေတဲ့ကျမ်းမာရေးစရိတ်ပညာရေးစရိတ်ဆိုပြီးတော့မှထောင်ဆန်းစုကြည်ကဖောင်ဒေးရှင်းတည်ထောင်ခဲ့ပြီးတော့မှနိုင်ငံတော်အတွက်သူပိုင်ပတ်စံနေသူကိုယ်တိုင်မတုံ့ဝင်နေနိုင်ငံတော်နဲ့နိုင်ငံသားများရဲ့အကျိုးကိုရှေ့ရှုပြီးသုံးလာခဲ့တာခမရကမ်းများကမ်းနေလားဗျာကျွန်တော်ခမရကိုတခုမေးခြင်းနေဗျာတကယ်တော်အောင်ဆန်းစုကြည်လိုပုဂ္ဂိုလ်တော်ခမရပြောရဲတယ် တော့တခုမြစ်တာရက်ခံနေပြီဗျခမရဘူးဒေါ်ဦးစန်းစုကြည်ကနိုင်ငံတော်ပတ် husky ကိုဝယ်တာနိုင်ငံတော်အတွက်လိုအပ်တာသုံးဖို့သူကဝယ်တာနာဂေဥပရိနဲ့ပတ်သက်ပြီးတော့တောင်စန်းစုကြည်ကိုတက်ချင်တဲ့ပုံပတ်နေတဲ့တက်ပြီးဖြစ်ချင်တိုင်းဖြစ်နေတာကိုခမရလုံးဝတရက်သေးဥပရိအရာလောက်တာပါလို့ခမရဇုတ်ဝင်ခံနေပြီအဲ့တော့ဟိုတယောက်ကမင်းအောင်လိုင်ကဘာမစိုးလုံရဲတယ်ဆိုတဲ့လူနဲ့ ခမကဘာမှမစုပ်လုပ်ရဲတယ်ဆိုတဲ့ကိစ္စရက်ကိုကြားနေဝင်ပြီးခံနေတယ်။အဲ့တော့နိုင်ငံတကာမှာရှိနေတဲ့ဥပဒေနဲ့မြန်မာနိုင်ငံရဲ့ဥပဒေကိုရှင်းကြည့်ရင်နိုင်ငံတကာကတကယ်သတ်မှတ်ထားတဲ့ဥပဒေဆိုတာကလူတိုင်းနိုင်ငံတိုင်းကလေးစားရတကယ်ဥပဒေအစစ်အခုကျွန်တော်တို့နိုင်ငံမှာအခုတင်သုံးနေတာတမတော်ကသူကိုယ်တိုင်အလို့သူတို့အလို့ကြရေးဆွဲထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကနိုင်ငံတကာမပြောနဲ့ ကျွန်တော်တို့မြန်မာပြည်သူကတော့လက်မခံဟုတ်တယ်အဲ့လိုလက်မခံနိုင်တဲ့ဥပဒေအတုကိုခင်ဗျာသိကြိုက်ခင်ဗျာကနေ့ချိန်ကြီးအတုလည်းမသိဘူးအစ်စ်လည်းမသိဘူးရှင်နေခင်ဗျာတတလုံးတက်ရှင်နေတယ်ဗျာဒါလားပါလို့အစ်စ်ကိုမရှာနိုင်တော့ဘူးလားအတုကိုပဲခင်ဗျာနစ်တက်တာတိတယ်ကွာခင်ဗျာအဲ့ဒီလူတွေဖြစ်လာအောင်လို့ခင်ဗျာကိုခင်ဗျာကိုဘသူမှမသုံတင်ခဲ့လေဘလို့ဆုံးမခဲ့လေ တခုပြောပြလိုက်မယ်ဒေါန်စန်းစုကြည်ဝဲတဲ့ခက်စကီကနိုင်ငံတော်ပိုင်တော့ဒီနေ့ကျွန်တော်တို့မန္တလေးမှာလောက်သွားတယ်ငလျင်ကြောက်ရလာတဲ့ဘတ်ဂျက်တွေနဲ့ကိုပိုင်းလေရင်ဝယ်စီးတဲ့ဟိုမင်းအွန်လိုင်းကိုခမရဒေါန်စန်းစုကြည်ပြောတယ်လို့ခမရပြောရဲ့ပြောရဲ့ရင်ခမရကျွန်တော်ထိုင်ကြောလိုက်အင်းအဲ့တော့ခမရနာမည်ခံထားတာကပြည်သူပါတီလို့ခံထားတယ်တကယ်တော့ခမရဟာပြည်သူပါတီမဟုတ်ဘူးပြည်သူချင်ဘက်ပါတီ တနည်းအားဖြင့်ပြောရမယ်နော်ဆိုရင်တော့ခမားပါဒီယာပေါက်ကရ80နဲ့စုဆောင်ထားတဲ့ဘဲပင်ပေါက်ဘဲပင်ပေါက်အဲ့ဒီဘဲပင်ပေါက်ပါတီနဲ့တိုင်းပြည်ကိုကမောက်ကမလုတ်တယ်နဲ့လူတွေပေါင်းပြီးတော့ခမားမဟုတ်ကျေသူရှိသူတွေလည်းစော်ကားပြည်သူကိုလည်းစော်ကားပြီးကိုယ့်ယက်တီချက်ကိုမှန်မှန်ကန်ကန်ယက်တီနိုင်တာမပြောဘဲနဲ့ရွေးကောက်ပွဲမှာမဲရဖို့ရာအတွက်တမန်လီဆယ်ပြီးတော့ကျေသူရှိသူကို စော်ကားရတဲ့ခမရဟာတော့ဘဲပင်ပေါက်ပါတီဖြစ်တဲ့အတွက်ဒီနေ့ရွေးကောက်ပွဲဖြစ်ပြီးဘဲရွေးကောက်ပွဲဖြစ်ပြီးပြိုင်နေတဲ့ရွေးကောက်ပွဲမှာပြခမရဘဲပင်ပေါက်ပါတီတက်တလုံးကြည့်သူမယ်မရကြဘူးအဲ့တော့ PPP ဆိုတဲ့နာမည်ဟာ B B B လို့ပဲကျွန်တော်ပြောခြင်းတယ်ပြောတော့တာဒါအထည်ရနော် နိုင်ရှင်ရဲ့ဥပမာနဲ့ကွတိပဲဘဲပင်ပေါက်ပါတီဖြီတုံးလုံးကဘဲပင်ပေါက်ပါတီဖြစ်သွားပြီနော်တော့ရေးချင်တော့ တသက်ခံကအမှန်တွေမရွေးနိုင်တော့ဘူး။သူယောက်ျားယူကလေးကသူယောက်ျားကိုကြည့်ကြပါလား။အထီးမှမတိအမှမှမတိဝတ်မှမတိဒရိစမှမတိသူယောက်ျားရဲ့ပုံချက်မှာကနန်းစီမှမတိကြွက်စီမှမတိခွေးချီစီမှမတိအဲ့လိုမျိုးမိမကဘာဖြစ်လို့ဂျေယုတရားကိုတီမှာလဲ။သူ့နာမည်စီမှဒေါက်တာတထသေးတယ်။လမ်းဘေးကဒေါက်တာနာမည်ခူးပြီးမှယူတာဖြစ်မှာ။ဖိုက်ဆန်နဲ့ဝေလို့ဖြစ်မှာ။ very very good morning though i dist i last i dust i das though ပြောတော့ကေဒါဆွင်တော့ no video မလေးရှားနိုင်ငံချက်ရဝန်ကြီးမြမပြမလာတဲ့ကိစ္စငကြောင်မင်းပါပြောတာလည်းတစ်ချက်လောက်နဆင်ကြည့်အောင်ဗျာဘိုးဘိုးကြီးနဲ့အာဇင်တင်းသီးစီကိုတက်ခွင့်ရမှာမို့လို့မလေးရှားနိုင်ငံရဲ့ယုံကြည်အသက်တန်ပြေးလာပြီးတော့ဒီမှာလာပြောရတာလားညှိနှိုင်းနေရတာလားတတိနှစ်ဆုံးဝေးလာဖြစ်လာတယ်နောက်တစ်ချက်ကဒေါ်နယ်ထရမ့်လို့ဘာလို့ညာတို့ပါဦးအဖွဲ့တွေကလုံးနဲ့ အဲ့အာဆီယံမှာ silent meeting ဖြစ်နေတသက်တွေ့ဖို့များရှိလာနိုင်ရှိသလားဆိုစဉ်းစားချက်တွေကျွန်တော်မှဖြစ်လာပြီးတော့မြန်မာနိုင်ငံပတ်သက်ရင်ရုရှားကရောတရုတ်ကရောအိန္ဒိယသုံးနိုင်ငံလုံးကလည်းတော်တော်လေးကိုလေးလေးအလေးထားဆက်ဆံမှုပြုလာဖြစ်တဲ့အတွက်ဒါတွေအားလုံးကထိစက်နေတယ်။ဒါကြောင့်ကျွန်တော်ကဒီမလေးရှားနိုင်ငံတိုင်းဝန်ကြီးရဲ့မြန်မာခီးစဉ်ဟာရိုးရိုးတန်းတန်းပြောရရင်တာမန်ခီးစဉ်တော့မဟုတ်တော့ဘူး။ဒါကြီးကမြန်မာအစိုးရရဲ့အတွက်တော့ road တက်တယ်ဂုံတိခါရ road တက်တယ်ခီးစဉ်တခုဖြစ်တယ်လို့ကျွန်တော်မြင်တယ်။အဲ့တော့ပုံမှန်ကြီးရဲ့ဟိုကလည်း road တက်လာအောင်ဒါပါပို့လာတယ်သူက road တက်လာတယ်သူ့ကိုတခုတခါလာတွေ့ရပေါ့ရောက်လာဖြစ်ပြီးတော့သူကစားရှိချင်းသူကဆိုဟိုစက်တင်စားတော့သူ white name ကိုယူလာတယ် ဘလို့ဘလို့သူအေးစင်မလို့ဆက်ချက်လို့သူကျိုးဆက်ချက်ကျိုးတာသူအာသူလုပ်တယ်လုပ်ရင်းနဲ့27ခင်းကျန်27 23 24 25လောက်ရအောင်သူ့ရဲ့ road တက်လာတယ်ဟုတ်လာကိုတွေ့ရတယ်ပေါ့ပျောက်သွားတယ်သူကတော့တွေ့တာမလို့ရတယ်သူ့ရှိလာတွေ့ရပေါ့ရောက်လာဆိုတော့ဒါကလည်းဆိုကိုက engine ပြဖြစ်သွားတယ် engine ပေါ့အဲ့လိုဖြစ်သွားတာကိုယ့်ရဲ့ဟိုပါပဲကိုယ့်နိုင်ငံအတွက်တော့ဂုံတက်တယ်ပေါ့ဒါကောင်းတယ်ဆိုတော့ကျွန်တော်တော့ခံမနာတော့ဘိုးချုပ်ကြီးများအာဆီယံဒီစီဝင်တက်ခွင့်ရနေပြီလားတော့ကျွန်တော်တက်ခွင့်ရဖို့လေလာဖိတ်လာလို့တော့ကျွန်တော်စဉ်းစားကြဖြစ်လာတယ်ဒီကောင်ကမှ Donald Trump လိုများသူတို့ကတောင်းတာနော်သူတို့ကတောင်းတာအခုတော့ငကြောင်မိကပါပြုတ်လိုက်တာလေ ခွေးမှသားစပြုံးနဲ့များလက်ဆွဲနှုတ်ဆက်ပုံများရှိနေလို့လားမသိဘူးလို့ပြောတယ်ဒါဆိုတော့သူကတော့လက်ဆွဲနှုတ်ဆက်ကြလို့ရှိရင်တော့မြန်မာခေါင်းဆောင်အဆက်ဆက်မှာအမေရိကန်သမ္မတရုရှားတောက်ခေါင်းဆောင်ရှီယုတ်ခေါင်းဆောင်တရုတ်အိန္ဒိယခေါင်းဆောင်မြောက်ကိုရီးယားခေါင်းဆောင်ဟဲ့လိုခေါင်းဆောင်တွေနဲ့ပထမဆုံးလက်ဆွဲနှုတ်ဆက်ကလူကသူအဲ့လိုဆိုတော့တော်ကြည့်ဥပ္ပယ်အဲ့တော့ဘယ်သူမှရှိမှမလုပ်နိုင်ဘူးဥသိသိလည်းမလုပ်နိုင်ဘူးတောဆောင်စီလည်းမလုပ်နိုင်ဘူးဥတီလည်းမလုပ်ခဲ့ဘူးဦးဝင်းမြင့်လည်းမလုပ်နိုင်ဘူးဆိုတော့ဒါအချင်းချင်းအပြင်တော့ तू ကပထမဆုံးပြက်လာမလားတော့မသိဘူးကျွန်တော်ပြောမှမရဘူးခင်ဗျာဒါတွေကပြောလို့တော့မရနိုင်ဘူးနော်အဲ့ तू strategy နဲ့ तू တော့ तू ကတော့ လာတော့လာတာပဲဒီလိုတော့တွေ့ရတယ်เนาะဒါလေးကတော့မလေးရှားလာတဲ့ခီးစဉ်နဲ့ဆက်ဆက်ပြီးကျွန်တော်တုံ့တက်ချက်မင်းတုံ့တက်ချက်တွေကတော့ကွာစောက်တလွေးတွေကြည့်မင်းကတုံ့တက်နေတာမင်း online ကိုတွေ့ချင်တော့လာတာမဟုတ်ပါဘူးကွာခွေးမသားရဲ့မလေးရှားနိုင်ငံချဲရေးဝန်ကြီးက B2 တွေကိုဘယ်လိုမျိုးအခြေအနေရှိတာလဲဆိုတော့ကိုလာကြည့်တာရွေးကုတ်ပွေးလို့နိုင်မလားဆိုတော့ကိုလာလိတ်လာတာမင်းအဘငါဒူးလိုက်ကိုဘသူကလာတွေ့ချင်မှလဲခွေးမသားရဲ့ Donald Trump နဲ့လက်တွဲနှုတ်ဆက်မယ်ဘာလဲ North Korea Russia တရုတ် อินเดียတွေ့ဆုံသွားပြီအကြံဖက်ခေါဆောင်တွေနဲ့နှောက်ဆက်သွားတာမင်းကအားရတာပေါ့အဲ့ဒါကိုဒေါ်နယ်ထရမ့်ကလာပြီးမှလာနှောက်ဆက်အောင်မှာပေါ့အကြံဖက်ခေါဆောင်တွေနဲ့နှောက်ဆက်တဲ့ခွေးကောင်ကိုအိမ်မက်တွေတိတ်မက်ကြပါလေကွာဥုံတော့မရှိတဲ့စခွေးထုတ်ခံတဲ့ပြည်သူတွေကသူပြောတာကွာအ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 ာလုံနေအောင်မှာကြည့်အားပေးနေအောင်မှာစောက်တလွေးတွေကွာမင်းတို့ကအမေရိကန်ကိုအမေရန်ချင်းကတ်နေတာမင်းတို့တက်လုံရမှာမဟုတ်ဘူးမင်းတို့လေပဲကုန်တယ်နော် မကျူးစားနဲ့ကျူးစားရင်လည်းရမှာမဟုတ်ဘူး။တုံရချင်းတော့ပဲပြောလိုက်တော့ကွာ။ဟုတ်ကဲ့ပါတုံရချင်းတော့ဒီမိနစ်တင်ဆက်မှုကတော့ဒီလောက်ပါပဲ။ကျေးဇူးများချစ်တင်ပါတယ်။ကျွန်မကြီးခုစိတ်ကြပါ။ I love you all. God bless you all. Thank you for your time.